ကဘာတလောသူသူကြကြရေခဲကြောင်းများနံပါတ်1စပိုက်စီရေခဲကြောင်းရေခဲကြောင်းဆိုတာချိုချိုအေးလေးလိုပဲကျွန်တော်တို့အများစုထင်ထားကြပါဗျ။ဒီရေခဲကြောင်းတွေမှာငရုတ်တီးငရုတ်ကောင်းလိုမျိုးစက်တဲ့ရာတွေကိုတတိဖြော်ရီလိုအရှိုးရီတွေနဲ့ပေါင်းစပ်ထားတာပါ။ဥပမာတရက်ငရုတ်ရေခဲကြောင်း Mango Chili Pop ဆိုတာမက္ကဆီကိုလိုနိုင်ငံတွေမှာရေပန်းစားပါဗျ။ဟမ်တရက်တီးရဲ့ချိုရှင်ရတာနဲ့ငရုတ်တီးရဲ့စက်တဲ့ရတာကသူမနဲ့ညိုကီလိုခဏတာပေါင်းစပ်သွားပြီးအချိန်နန်းတော့လဲခက်ဆက်ဆက်ရတာမျိုးဒါကြံခဲ့တာပါ။ Ha 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 ha. ိတ်ကူးကြည့်ကြည့်ပါပူအိုက်တဲ့ယာတီမှာအေးလေးစားလိုက်တာနဲ့ဇက်ထဲမှာပူဆက်တဲ့ခန်းစားမှုလေးပါရတာမျိုးပါပါဒါမျိုးကိုထိုင်းမက္ကဆီကိုအိန္ဒိယလိုနိုင်ငံတွေမှာအစားအသောက်စမ်းသပ်တဲ့လူတွေဖန်တီးလေရှိပါတယ်နံပါတ်1ဂျမကာရေခဲကြောင်ဟမ်လူမိမာလဲဆိုအချင်ညိုလဲအပြတ်မခံခြင်းခွပုံးခဲ့ရတာလဲကြိုက်တဲ့ယမကာလူလင်ညိုကီတို့အတွက်ယမကာရေခဲကြောင်းလာပါပြီ။နာမည်အတိုင်းပဲရေခဲကြောင်းကိုဝီစကီရမ်ဘော့ကာစတာတွေနဲ့ဖြော်ရည်တစ်ခုခုကိုပမာဏတေချာချိန်ကြီးရောစပ်ပြီးဖန်တီးပြုလုပ်ထားတာပါ။ အပူဓာန်ကိုပြေပြောက်စေတဲ့ပြင်အရရရတာဟုပါအေးစစ်စစ်ခံစားစေနိုင်တဲ့ထူးခြားတဲ့နီလန်းတစ်ခုဖြစ်ပါတယ်။ကမ္ဘာစစ်မြင့်ဘားတွေဟိုတယ်တွေနဲ့ဘန်ဖြစ်စကန်တွေမှာဒီလိုယမကာရေကြောင်းတွေကိုဝန်ဆောင်မှုပေးလေရှိပါတယ်။အိမ်မှာအပေါင်းသေးတွေနဲ့ဝေးကောင်းတဲ့နေနဲ့ဈေးကိုခွပုံးကင်နေရတဲ့ညိုကီတို့လည်းရေချိန်ကိုက်ခွက်ကြံလေးတွေကိုရေကြောင်းလုပ်စားကြည့်ကြဖို့အကြံပြုပါရစေ။ကျေးဇူးတင်ပါတယ်လို့။နံပါတ်3ကတော့မီးသွေးရေကဲမုံဖြစ်ပါတယ်။မဲရာလေးနဲ့မှသစင်းစင်းရတာခံကျင်တဲ့ညိုကီတို့အော့မီတို့အတွက်အနောက်ရောက်မီးသွေးရေကဲမုံရှိနေပါပြီ။ boy ဘာလို့မရတာလဲဆိုရင် activated shark လို့ခေါ်တဲ့အစားတောက်အတွက်အသုံးပြုတဲ့မီးသွေးမုန့်ကိုထည့်သွင်းထားတာအကြောင်းပါမီးသွေးမုန့်မှာဘာရတာမှမရှိပေမဲ့ဒီရေခဲမုန့်တွေရတာသူနဲ့ပေါင်းဆက်ထားတဲ့တတီသမားမဟုတ်အခြားရတာတွေပေါ်မှာပဲမူတည်ပါတယ်။ညသောအဖြစ်လီမိုနံနက်သီးလိုမျိုးရှင်တဲ့ရတာသမားမဟုတ်အုံတို့လိုခရင်ဆန်တဲ့ရတာနဲ့ပေါင်းဆက်ထားတတ်ပါတယ်။ဒါပေမဲ့ activated charcoal ဆိုတဲ့မီးသွေးမုန့်တွေဟာစီးဝါးတွေနဲ့အာဟာရဓာတ်အရှုပ်ကိုစုပ်ယူနိုင်တာကြောင့်မို့လွန်ကျွန်စားသုံးမှုတော့မတင့်တော်ဘူးလို့ကြွမ်းကျင်သူတွေကအကြံပြုထားပါတယ်။ နံပါတ်၄ပြောစီကွေးရေခဲကြောင်းဒီရေခဲကြောင်းကတော့နာမည်နဲ့လိုက်အောင်ပဲပျော့ပျော့စီစီနဲ့ကွေးလို့ရတာပါဟမ်ရေခဲကြောင်းကိုဂျယ်လီလိုမျိုးလှုပ်ထားပြီးနုညံ့ပြီးဝါလို့ကောင်းနေလို့ဆိုထားပါတယ်ရေခဲကြောင်းဆိုတာနဲ့မမအေးချောင်းတွေကိုပဲပြင်းပြတတ်တဲ့သူတွေဖို့အခုလိုပျော့စီကွေးရေခဲကြောင်းကထူးဆန်းနေမှာပါရေခဲကြောင်းလဲဆုပ်ခြင်းဆုံးနေတုန်းလဲပျော့ပျော့လေးနဲ့ကွေးပြီးဆော့ခြင်းနဲ့ညိုကီတို့တွေအထူးတင့်တော်မှာဖြစ်ပါတယ် What နံပါတ်5ရွှေကူဖီလေးကူဖီဆိုတာအိန္ဒိယရဲ့ရိုးရာရေခဲမုန့်တစ်မျိုးပါ နို့နိုင်ပေါင်းများစွာတဲပြီးပြုလုပ်ထားတာကြောင့်မို့ပုံမှန်ရေခဲမုန်တွေထက်ပိုခရင်ဆန်ပြီးပိုစားလို့ကောင်းတယ်လို့ဆိုကြပါတယ်။ Street food ခရူးဆန်းတွေရှောက်ထွင်လေးရှိတဲ့အနေတော့ကတော့ကူဖီကိုရွှေလွာလေးကတ်လိုက်ပြီးတမျိုးထွင်ထားတာဖြစ်ပါတယ်။ရွှေလွာကတ်ထားတဲ့ဒီကူဖီလိုက်တရားသူသူစကြမို့ပရီမီယံဆန်ကျင်ပြီးရှားစိန်ခံကျင်တဲ့ညိုကီတို့အတွက်ရွေးချယ်စရာဖြစ်မှာပါ။ Nice ဒီဒီကြည့်ပေးကြလို့ကျေးဇူးပါ။နောက်ဗီဒီယိုတွေမှာဒီတဲ့ပိုထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။